မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ပါမခန္ဓာစိတ်ဝိညာဉ်မာစာခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အပြင် ကျွန်တော်နဲ့တူနှုတ်ခွန်းပတ်တော်ဆင်ခြင်ဖို့ဘုရားခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းခန်းကြီး65အပိုင်ငယ်71ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်နှစ်တို့ကိုကျေးဇူးတော်နဲ့ပတ်ရစ်တော်မူ၍ ခြေတော်ရာတို့သည်စီဥယိုတက်ကြပါ၏ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာကျွန်တော်စိတ်ဝင်စားတာလေးတွေရှိပါတယ်နံပါတ်1တစ်ချက်ကတော့ဒီအခန်းကြီး65ကိုဖတ်လိုက်တာနဲ့ဘုရားသခင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစဉ်းစားတိုင်းမှာဘယ်တော့မှ အနှုတ်လက္ခဏာမရှိဘူးဆိုတာကိုတော့သတိပြုမိပါတယ်ဘုရားသခင်ကအမြဲတမ်းအပေါင်းလက္ခဏာဆောင်တယ်ဆိုတာကို နားလည်သိရှိရပါတယ် ဒါကြောင့်ဘုရားသခင်ကိုအားကိုးတယ်ဘုရားသခင်အကြောင်းကိုစင်ချင်းတယ်ဘုရားသခင်ကိုခိုးလုံးနေဆိုရင် ကျွန်တော်တို့ဟာဘယ်တော့မှအနှုတ်လက္ခဏာမရှိစေရဘုရားသခင်ပြုမဲ့အမှုအရာတွေအလုံးဟာကျွန်တော်တို့အတွက်အပေါင်းလက္ခဏာတွေပဲဖြစ်တယ်ဆိုတာသိရပါတယ်။အဲ့ထဲမှာမှနှစ်တို့ကိုဂျေစုတော်နဲ့ပတ်ရတော်မူတယ်လို့တွေ့ရပါတယ်။တစ်နှစ်ပြီးတစ်နှစ်ကျွန်တော်တို့ကုံလွန်ကြော်ဖြတ်ခဲ့တဲ့အခါမှာဒီနှစ်ကာလတွေဟာဘုရားသခင်ရဲ့ဂျေစုတော်တွေပဲဖြစ်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့မှတွေ့ရတာက ခြေတော်ယာတို့သည်စီဥယိုတက်ကြပါ၏ဆိုတဲ့စကားဖြစ်ပါတယ်။ကျွန်တော်အဲ့ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာ နားမလည်လို့ တခြားအရာတွေပြန်ပြီးတော့စင်ချင်လေးလာဖတ်ရှုတဲ့အခါမှာဘာတွေ့ရလဲဆိုတော့မြမထုံးစံမှာကဖုံးတော်ကြီးတွေစွန့်ခံကြွတဲ့အခါမျိုးတွေမှာ တကားတကမတွေလှူဒန်းတဲ့စွန်းနေခဲပွေတွေ ပေါပေါရှန်ရှန်ရတဲ့အခါမျိုးတွေမှာဒီလိုမျိုးတုံးနှုံးကြတယ်ဆိုတာတွေ့ရပါတယ်။ခြေတော်ရာတို့ကစီဥယိုတက်တယ်ဆိုတဲ့သဘောကတော့ဘုန်းတော်ကြီးတွေရဲ့ကုသိုလ်ကံကြောင့်စွန်းခဲပွေပေါပေါတီတီရရှိတယ်ဆိုတဲ့အတိတ်ပဲမျိုးဖြစ်တယ်လို့ဘုန်းတော်ကြီးတွေကိုကြွလာပါလှူဒန်းမယ်ဆိုတဲ့အဲဝတ်ပြုတဲ့ဇာကားမျိုးလဲဖြစ်တယ်လို့လဲဒီလို တွေ့ရပါတယ်။ဒါကမြမထုံးစံအရာရှေးယိုးဇာကားဖြစ်ပါတယ်။ ဒီကျမ်းစာမှာဒီလိုသုံးလုံးထားတာကိုတွေ့တော့ဘုရားသခင်ရဲ့လမ်းတော်ဟာအမြဲတမ်းစီဥ်ယိုတက်တယ်ဆိုတဲ့သဘောကကြွယ်ဝခြင်းကို ဆိုလိုတာဖြစ်တယ်လို့နားလည်မိပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့ဘုရားသခင်နဲ့အတူရှောက်လန်းရတဲ့လမ်းအဲ့ဒီလမ်းကကြွယ်ဝခြင်းရှိတဲ့လမ်းဖြစ်တယ်ဆိုတာတွေ့ရတယ်တစ်နှစ်ပြီးတစ်နှစ်ဘုရားရဲ့ခြေဆုပြုမှုရှိတယ်လို့ကျွန်တော်တို့ဟာဘုရားသခင်နဲ့တွေ့လာတဲ့အခါမှာလည်းပဲ စီဥယိုစီမယ်လို့ပြောပါတယ်ဘုရားသခင်ကြောင့်ကျွန်တော်တို့ဟာကြွယ်ဝစွာစားတောက်နေထိုင်နိုင်မယ်ဘုရားသခင်ကြောင့်ကျွန်တော်တို့ဟာအရာအလုံးပြည့်ပြည့်စုံနေမယ်ဆိုတဲ့စကားမျိုးဖြစ်ပါတယ်ကျွန်တော်တို့စားရမယ့်အရာပူစရာမလိုဝေးရမယ့်အရာပူစရာမလိုဘုရားသခင်ကကျွန်တော်တို့ကိုစီဥယိုစီသောလမ်းမှာရှောက်လန်းစေမယ်ဆိုတာကတကယ်ဘုရားရဲ့အံ့ပွေကယူနာတော်နဲ့သူ့ရဲ့တစ္ဆာတော်ဖြစ်ပါတယ်ဒါကြောင့်မလို့လဲ နက်နက်တိုင်းဂိယုဏအစ်စ်ကိုခံစားရတယ်လို့ပြောတယ်။တစ္ဆာတော်ဟာကြီးမြတ်တယ်လို့ပြောတယ်။ကျွန်တော်တို့ဟာ ဆုံးရှုံးခြင်းတို့မရောက်ဘူးလို့လဲဆိုထားတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့စီဥယိုတဲ့လမ်းကိုရှောက်ကြရအောင်။ဘုရားသခင်ရဲ့လမ်းခရီးတော်ကစီဥယိုလျက်ယေရှုတော်နဲ့ပတ်ရတော်လမ်းဖြစ်တဲ့အတွက်ကြောင့်တစ်နှစ်ပြီးတစ်နှစ်ကျွန်တော်တို့ကဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုချီးမွမ်းကြရမှာဖြစ်တယ်ဆိုတာကို နားလည်သိရှိစေချင်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ဖះသားသမီးတို့ရဲ့တွားရလန်းဟာဇီဥယိုပါတယ်ဘုံတကိုးနဲ့ပြေဝလျက်များစွာသောကြွယ်ဝခြင်းတွေရှိတယ်ဆိုတာကိုနားလည်သိရှိစေချင်ပါတယ်ဖះရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖះကိုရောကိုဂျေစုတင်ပါတယ်ကျွန်တော်ရဲ့လန်းခီးကိုကြွယ်ဝစေသောဖះကိုရောပဲဖြစ်ပါတယ်ကိုရောဆက်လက်ပြီးကောင်းချီးပေးပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလည်း ကိုရောလက်တော်ရှိ၍မာစာပါမိအကြောင်းဒဏိတာလုံးကို အနန္နဲ့ခါသခင်ယေရှုနာမ၌ဆက်ကအနန္ဆုတောင်းပါ၏အာမင်